လွန်ခဲ့တဲ့19နှစ်လောက်တုန်းကကျွန်တော်တို့ဂိမ်းဆိုင်တွေမှာဆော့ခဲ့ကြတဲ့ Left 4 Dead ဆိုတဲ့ဂိမ်းမှာတာမန်ဇိုမီဂိမ်းတစ်ခုထပ်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့နောက်ခံဇာတ်လမ်းနဲ့အတူရင်းနှင်းပွေရာအဖြစ်ပြက်တွေစာကြောင်းတွေလည်းပါရှိနေပါတယ်။ Co-op အနေနဲ့၄ယောက်အထိကစားလို့ရတဲ့ Left 4 Dead ဆိုတဲ့ဂိမ်းနဲ့မှာဇိုမီပုဂ္ဂိုလ်ခုခံနိုင်စွမ်းရှိတယ်လို့ယူဆရတဲ့လူ၄ယောက်ကိုဂိမ်းရဲ့ main character တွေအဖြစ်မြင်တွေ့ခဲ့ရတာဖြစ်ပြီးဂိမ်းထဲမှာတော့အဲ့ဒီအသက်ရှင်ကျန်ရင်းနေတဲ့လူ၄ယောက်ဟာလုံးကြုံပြီးပုံကိုနေထိုင်လို့ရမယ့်နေရာကိုအတူတကွလိုက်လံရှာဖွေရင်းသူတို့ကိုလာကင်မဲ့သူတွေကိုစောင့်မျှော်လေးရှိပါတယ်။ ဒါပေမဲ့သူတို့ကိုလာကယ်ထုတ်ကြတဲ့သူတွေဟာကန်ဆိုးစွာနေပဲဇွန်ဘီအဖြစ်ကိုပြောင်းလဲသွားကြတာမို့လို့ဇွန်ဘီတွေကြားထဲမှာပဲနေနေရတဲ့သူတို့ဟာစိတ်စားတင်းနေကြတဲ့သူတွေဖြစ်တယ်လို့သူတို့ကိုသူတို့ထင်လာခဲ့ကြပြီးနောက်ဆုံးမှာတော့သူတို့လေးယောက်ဟာစစ်သားတွေရဲ့ကယ်ထုတ်တာကိုခံရပြီးတဲ့အချိန်မှာခါးသီးတဲ့အမှန်တရားကိုရှာဖွေတွေ့ရှိခဲ့ကြပါသည်ကယောဂါရဲ့အစားကတော့ US အစိုးရရဲ့စမ်းသပ်မှုတွေကဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး US အစိုးရဟာမျိုးရိုးပီဇာကိုပြောင်းလဲစေတဲ့ဘိုင်ိုဝက်ပန်းကိုပြုလုပ်ရင်းနဲ့ Green Flu ဆိုတဲ့ကပ်ရောဂါကိုဖန်တီးမိသွားခဲ့ပါတယ်။ US အစိုးရဟာသူတို့ရဲ့လောက်ခံစစ်သားတွေကိုလူစိမ့်ပြအောင်လုပ်ဖို့နဲ့တာမန်ထက်ပိုပြီးအလုပ်ခိုင်းစေနိုင်ဖို့အတွက် virus ကိုဖန်တီးလာခဲ့တာဖြစ်ပြီးအဲဒီနောက်မှာတော့ US အစိုးရဟာလူသားတွေနဲ့ virus ကိုစမ်းသပ်လာခဲ့ပါတယ်။စမ်းသပ်ခံရတဲ့သူတွေဟာအစာပိုင်းမှာတော့တုပ်ကွေးလိုမျိုးဖျားနာခြင်းတွေအင်အားကြီးနေတာတွေချောင်းဆိုးတာတွေဖြစ်လာခဲ့ပြီး virus ဟာတဖြည်းဖြည်းလူလူကြားမှာပါပြန့်နှံ့လာခဲ့တာကြောင့် US အစိုးရကနေဖွဲ့စည်းထားတဲ့ CEDAR လို့ခေါ်တဲ့ Civil Emergency and Defense Agency ဆိုတဲ့အဖွဲ့အစည်းဟာသူတို့လုပ်ကိုင်နေတဲ့အရာတွေကိုဖုံးဖိဖို့အတွက်ကြိုးပမ်းလာခဲ့ပါတယ်။ဒါပေမဲ့ Green Flu ကြောင့်ဖြစ်တဲ့ Zombie ကပ်ရောဂါဟာတာမန် Zombie Virus တိလိုမျိုးကိုက်ခံရမှကူးစက်တာမဟုတ်ဘဲလေလူတွေကနေပါအလွယ်တကူကူးစက်လာခဲ့တာကြောင့် Virus ရဲ့ကူးစက်ပြန့်နှံ့နှုန်းဟာထင်ထားတာထက်ပိုမိုများဆန်လာခဲ့ပါတယ်။စီရာဟာသူရည်တဲ့ဆက်ကိုသူကိုယ်တိုင်နိုင်အောင်မကနိုင်တာကြောင့်စစ်တပ်ကပါဇွန်ဘီတွေကိုထိန်းချုပ်ဖို့အတွက်ကြိုးစားခဲ့ပေမယ့် အရာအလုံးဟာနောက်ကျသွားခဲ့သလိုတချို့ဇွန်ဘီဗိုင်းရပ်တွေကလည်းအဲဘုံအမျိုးအစားဖြစ်တာကြောင့်စစ်သားတွေပါဇွန်ဘီဖြစ်လာခဲ့ကြပါသည်ဒီလိုဖြစ်ပျက်တွေဖြစ်ပြီးနှစ်ပတ်အကြာမှာတော့ကျွန်တော်တို့ဆော့ခဲ့ကြတဲ့ Left 4 Dead Game ရဲ့ဇာတ်လမ်းဟာစတင်လာခဲ့ပြီး Game နဲ့မှာတော့ BNN စစ်ပြန်တူဖြစ်တဲ့ Bill ဘိုက်ကာတယောက်ဖြစ်တဲ့ Francis အကောင့်မန်နေဂျာဖြစ်တဲ့ Louis ကောလိပ်ကျောင်းသူဖြစ်တဲ့ Zoe တို့ဟာဇွန်ဘီတွေနဲ့ပြည့်နှက်နေတဲ့မြို့ထဲမှာပိတ်မိနေတာကိုတွေ့ခဲ့ကြရပါသည် အဲဒီနောက်မှာတော့အသက်ရှင်ကျန်ရင်းနေကြတဲ့လူဝစ်တို့ဟာမြို့ထဲမှာပြန်နေတဲ့ဟယ်လီကော်ပတာတစ်စီးကိုတွေ့ခဲ့တာကြောင့်ဝမ်းသာသွားခဲ့ကြပြီးသူတို့ကိုလာခဲ့ဖို့အတွက်အော်ပြောလိုက်ကြပါသည်။ရဟယင်မှုကလည်းဟယ်လီကော်ပတာဆင်းသက်လို့ရမယ့်နေရာဖြစ်တဲ့ Mercy စေယုံရဲ့ခေါင်းမိုးပေါ်ကိုတက်လာခဲ့ဖို့အတွက်ပြောလိုက်တာကြောင့်လူဝစ်တို့ကလည်း Mercy စေယုံကိုတိုက်ရိုက်ရောက်နိုင်ပြီးအန်နီယယ်ကင်းနိုင်မဲ့လမ်းကြောင်းဖြစ်တဲ့မြေအောက်ရထားလမ်းကနေသွားဖို့အတွက်ဆုံးဖြတ်လိုက်ကြပါသည်။ဒါပေမဲ့စေယုံကိုမရောက်ခင်မှာပဲရထားတွေတွေကမှောက်ပြီးလမ်းကိုပိတ်နေတာမို့လို့လူဝစ်တို့ဟာအပေါ်ကိုပြန်တက်သွားကြပြီး safe zone အခန်းလေးကိုရောက်သွားခဲ့ကြပါသည်။ ဈေးစုံခန်းကိုရောက်သွားတဲ့အခါမှာတော့သူတို့ရှိကအသက်ရှင်ကျန်ရေးခဲ့ကြတဲ့သူတွေရဲ့နေရာပေါ်မှာရေးသားခဲ့ကြတဲ့စာရီးရုပ်ပုံတွေကိုတွေ့ရှိခဲ့ကြပြီးအသက်ရှင်ကျန်ရေးခဲ့ကြသူတွေဟာစီတာကနေပေးလာမယ့်ဈေးဝါးတွေကိုမျှော်လင့်ဆောင်စားခဲ့ကြပေမယ့်စီတာကိုယ်တိုင်ကဇွန်ဘီဖြစ်စေတဲ့ရောဂါရဲ့အကြောင်းကိုသိချာမသိပဲဂျမားကြီးလမ်းညွှန်ချက်အမှားတွေကိုပေးပြီးမတိနိုင်တဲ့ဂရီတွေကိုလည်းပေးခဲ့ကြောင်းရေးသားထားခဲ့ကြပါသေးတယ် The Sewall လို့ခေါ်တဲ့ chapter က safe zone ခန်းထဲမှာတော့အရှိမအသက်ရှင်ကျန်ရေးခဲ့ကြတဲ့သူတွေဟာ they can talk ဆိုပြီး love for death ထဲမှာရှိတဲ့ zombie တွေကစကားပြောနိုင်ကြောင်းရေးထားခဲ့ပါရီအတော်လေးကိုဓာတ်ဖြစ်တဲ့ fan fact ကိုပြောရရင် love for death ထဲမှာရှိတဲ့ zombie တွေဟာတေဆုံးပြီး zombie ဖြစ်သွားခဲ့ကြတာမဟုတ်ဘဲ virus ပိုးကြောင့်ခန္ဓာကိုယ်အသွင်ပြင်ပြောင်းလဲလာကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလည်းထိန်းချုပ်လို့မရဖြစ်လာခဲ့ပြီးခက်ထန်ရိုင်းဆိုင်လာခဲ့ကြတာကကျန်တဲ့လူသားတွေကိုတိုက်ခိုက်လာခဲ့ပါရီ အဲ့ဒါကြောင့်လန်ဖိုးတက်ထဲမှာရှိတဲ့ဇွန်ဘီတွေဟာဇွန်ဘီခန္ဓာကိုယ်ထဲမှာပိတ်မိနေကြပြီးကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိတဲ့လူသားတွေလို့ပြောလို့ရပါတယ်။ဒါ့အပြင်ဇွန်ဘီဗိုင်းရပ်စ်ကနေပြီးတဲ့နာကျင်တဲ့ဝေဒနာတွေကိုလည်းအမြဲခံစားနေရတာကြောင့်ညှိတွားနေကြလိမ့်ရှိပြီးသူတို့ချစ်တဲ့သူတွေဟာလည်းသူတို့မျက်စိရှိမှပဲရရဆတ်ဆတ်ကိုက်ဖြတ်ခံရတာတွေကိုမြင်တွေ့ကြရတာကြောင့်လက်ဖိုးတက်ထဲမှာရှိတဲ့ဇွန်ဘီတွေဟာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာမှာပါနာကျင်မှုကိုခံစားနေကြရတဲ့သူတွေဖြစ်ပါတယ် အမြင်သာဆုံးဖြစ်အောင်ပြောရရင်တော့ကျွန်တော်တို့ဒီအားလုံးကြောက်ခဲ့ရတဲ့ Wish လို့ခေါ်တဲ့ zombie တွေအကြောင်းကိုပြောရမှာပဲဖြစ်ပြီး Wish တွေဟာသူမရဲ့မျက်စိရှိမှဖြစ်ခဲ့တာတွေအကုန်လုံးကိုမှတ်မိနေတဲ့သူဖြစ်ပါတယ် Wish တွေဟာသူမရဲ့ trauma တွေကိုမခံစားနိုင်တာကြောင့်ဂျောင်းမာလူသားတစ်ယောက်လိုမျိုးကိုကျွေးနေလေရှိပြီးအတော်လေးကိုတနာဖို့ကောင်းတဲ့ zombie တွေလိုလည်းပြောလို့ရပါတယ်အဲ့နောက်မှာတော့ Louis တို့လေးယောက်ဖွဲ့ဟာ Mercy ဆေးရုံကိုရောက်သွားခဲ့ကြပြီးဆေးရုံထဲမှာလေ zombie တွေအပြည့်ဖြစ်နေကြတာကိုတွေ့ရှိခဲ့ကြပါတယ် ဈေးရုံတွေကနေရာပေါ်မှာ green flu ကြောင့်ဖြစ်တဲ့ zombie ကရောဂါဟာလူတွေကို zombie ဖြစ်ပြောင်းမှုအတွက်၄ရက်ချင်ယူကြောင်းရေးထားတာကိုတွေ့လိုက်ရပြီးအဲ့ဒီစာကြောင်းကိုချစ်ထားကအောက်မှာတော့၃ရက်ပဲကြာကြောင်းရေးထားတာကိုတွေ့လိုက်ရပါတယ်အဲ့စာကြောင်းကိုပဲတခြားလူတယောက်ကမှင်နဲ့ပြန်ချစ်ပြီး zombie ကောင်ဖြစ်ပြောင်းလာဖို့အတွက်၂နာရီခွဲသာကြာကြောင်းထပ်ရေးထားပါအဲ့အောက်မှာတော့လူတယောက်ကသူဟာအခြားသူတယောက် zombie ဖြစ်၅မိနစ်တွင်ပြောင်းသွားတာကိုမြင်တွေ့ခဲ့ရကြောင်းထပ်ပြီးရေးထားပါတယ်အဲ့နောက်မှာတော့ louis တို့လေယောက်အဖွဲ့ဟာမာစီဈေးရုံရဲ့ခေါင်းမိုးဘက်ကိုရောက်သွားခဲ့ကြပါ ရေဒီယိုထရန်စမီတာကိုသုံးပြီးရဟယင်ကိုလမ်းခေါ်လိုက်ကြပါရီအဲဒီနောက်မှာတော့ဇွန်မီတွေဝိုင်းနာခံနေရတဲ့လူဝစ်တို့ကိုရဟယင်မူကလာရောက်ကဲထုတ်သွားခဲ့တာကြောင့်လူဝစ်တို့လေးယောက်ဟာစိတ်သက်သာရရသွားခဲ့ကြပြီမြေရဟယင်မူကလည်းဇွန်မီဖြစ်ဖို့အတွက်လက္ခဏာတွေပြလာတာကြောင့်ဒါကိုမြင်လိုက်ရတဲ့ဇွန်မီဟာခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချခဲ့ရပြီးရဟယင်မူကိုတနက်နေ့ပြစ်တက်လိုက်ပါရီအဲဒီနောက်မှာတော့ရဟယင်ဟာစက်မှုစုံနာကိုပြတ်ကြသွားခဲ့ပြီးလူဝစ်တို့လေးယောက်ကတော့ကံကောင်းစွာနဲ့အသက်ရှင်နေခဲ့ပါရီ ဇွန်ဘီတွေဟာဆက်မှုဆောင်မှာလည်းပြင်းထန်နေရကြောင်းလူးဝစ်တို့လျောက်ဟာထရက်ကားနဲ့မောင်းနိုင်သမျှမောင်းသွားခဲ့ကြပြီးလမ်းရဲ့တနေရာကိုရောက်တဲ့အခါမှာတော့ဂါရီဟာတစည်းနဲ့တစည်းတိုက်မိပြီးလမ်းကိုပိတ်နေတာကြောင်းထရက်ကားပေါ်ကဆင်းပြီးခြေလင်းနဲ့ပဲခရီးဆက်လိုက်ကြပါသည်အဲဒီနောက်မှာတော့လူးဝစ်တို့ဟာအသက်ရှင်ကျန်ရစ်သူတွေကိုကယ်တင်နေတဲ့စစ်သားတွေရှိတယ်လို့သတင်းရထားတဲ့ Riverside တောင်ကိုသွားဖို့အတွက်အစီအစဉ်ချလိုက်ကြပြီးသွားရင်းနဲ့ပဲချက်ချောင်းမှရှိတဲ့ safe zone အခန်းကိုတွေ့ခဲ့ကြပါမယ် safe zone အခန်းထဲမှာအကြောက်လွန်နေတဲ့သူတယောက်ကသူတို့ကိုပေးမွေးနာကြောင်းအခက်တွေ့ခဲ့ကြပါသည် အဲ့ဒါကြောင့်လူဝစ်စတိုကသူတို့ဟာဇွန်ဘီကပ်ယောဂါကိုခုခံနိုင်စွမ်းရှိတဲ့သူတွေဖြစ်တာကြောင့်ကုသဖို့အတွက်ဆေးဝါးထုတ်လုပ်တဲ့နေရာမှာအသုံးဝင်နိုင်ကြောင်းပြောလိုက်ပြီးသူတို့တွေအသက်ရှင်မသာတခြားအသက်ရှင်ချင်ရတဲ့သူတွေကိုကုသပေးနိုင်မှာဖြစ်ပြီးလူသားမျိုးနွယ်ကိုကာကွယ်ပေးနိုင်မှာဖြစ်ကြောင်းဖော်ပြလိုက်ပါတယ်။စေးစုံခန်းထဲမှာရှိတဲ့အကြောက်လွန်နေတဲ့သူကတော့အရှိမလေးဇွန်ဘီအကိုက်ခံထားရတဲ့လူတယောက်ကသူဟာဇွန်ဘီကပ်ယောဂါကိုခုခံနိုင်စွမ်းရှိတဲ့သူတယောက်ဖြစ်ကြောင်းပြောကသူ့ကိုတကားဖွင့်ပေးဖို့အတွက်တောင်းဆိုခဲ့မှုကြောင်းပြောပြလိုက်ပါတယ်။ ဲဒါကြောင့်အเจ้าလူနေတဲ့လူဟာတကားကိုဖွင့်ပေးလိုက်တဲ့အခါမှာတော့အကြိုက်ခံထားရတဲ့လူကဇွန်ဘီအဖြစ်ပြောင်းပြီးသူ့ကိုကြိုက်ခဲ့တာကြောင့်အဲ့ဒီအချိန်ကစပြီးလူတွေကိုလွယ်တကူမယုံရဲတော့ကြောင်းလူဝစ်တို့ကိုပြောပြလိုက်ပါတယ်။အဲဒီနောက်မှာတော့အเจ้าလူနေတဲ့လူဟာလူဝစ်တို့ကိုတည်စီဖို့အတွက်ချက်ချောင်းကခေါင်းလောင်းကိုဒီကဇွန်ဘီတွေလောင်လုပ်ခဲ့ပေမဲ့လူဝစ်တို့ကဇွန်ဘီတွေကိုတတ်နိုင်ခဲ့လိုက်ပါတယ်။လူဝစ်တို့ဇွန်ဘီတွေကိုတတ်ပြီးတဲ့နောက်မှာတော့ save zone အခန်းတကဟာဖွင့်လို့ရနေတာကိုတွေ့လိုက်ပြီးအเจ้าလူနေတဲ့လူဟာလည်းဇွန်ဘီအဖြစ်ပြောင်းသွားခဲ့တာကိုတွေ့လိုက်ရပါတယ်။ အိမ်နောက်မှာတော့တဖြည်းဖြည်းမျောလင်းချက်မိလာပြီးစိတ်ဓာတ်ကျလာတဲ့လူဝစ်တို့ဟာကံကောင်းစွာနဲ့ပဲအနားမှာရှိတဲ့နေသိမ်းမောင်းငယ်တခုကိုရေဒီယိုထရန်စမီတာနဲ့ဆက်သွယ်နိုင်ခဲ့တာကြောင့်နေသိမ်းမောင်းဟာသူတို့စီကိုရောက်လာခဲ့ပြီးနယူဘတ်ဆိုတဲ့မြို့မှာချပီးခဲ့ပါတယ်နယူဘတ်မြို့ကိုရောက်တဲ့အခါမှာတော့လူဝစ်တို့ဟာသူတို့ကောင်းမွန်ကောင်းနေလေရင်စည်းပြန်သွားတာကိုတွေ့လိုက်ရတာကြောင့်အနီးနားမှာလေစိမ်းတစ်ခုရှိမယ်လို့ယူဆပြီးလေရင်သွားတဲ့ဘက်ကိုဦးတည်လာခဲ့ကြပါတယ် လူးဝစ်တို့ဟာလေစိတ်ကိုရောက်တဲ့အခါမှာတော့လေစိတ်ဟာစစ်တပ်ရဲ့ဘုံကျဲတာကိုခံလိုက်ရတာကြောင့်လေရင်တွေပြက်စီးနေတာကိုတွေ့လိုက်ရပေမဲ့သူတို့တွေ့ခဲ့တဲ့လေရင်နဲ့အဆက်အသွယ်ရခဲ့ပါပြီ။အဲဒီနောက်မှာတော့လူးဝစ်တို့ဟာလေရင်ပေါ်ကိုတက်နိုင်ခဲ့ကြပြီးစိတ်အေးမဲ့ကြနေတော့မှာပဲ။လေရင်ပိုင်းလို့ဟာလေဇွန်ဘီအဖြစ်ပြောင်းလဲသွားခဲ့တာကြောင့်လေရင်ဟာလေထပ်ပြီးပြတ်ကျခဲ့ပါတယ်။အဲဒီနောက်မှာတော့လူးဝစ်တို့ဟာအယ်လီဂီနီနေးရှင်နယ်ဖောရက်စ်လို့ခေါ်တဲ့ဒေါ်ရဲကိုရောက်သွားခဲ့ပြီးနောက်ထပ်ကုသရေးစင်တာဟာဒေါ်တရီဆိုင်ခင်းထဲမှာရှိကြောင်းစီတာကရေးထားတဲ့စာကိုတွေ့သွားခဲ့တာကြောင့် လူးဝစ်တို့ဟာအိုက်ကိုခရီးဆက်ဖို့လုပ်လိုက်ကြပါသည်လူးဝစ်တို့ဟာစွန့်ပစ်ခံထားရတဲ့စစ်တပ်စခန်းကိုစိုက်ခင်းကြီးတစ်ခုထဲမှာတွေ့လိုက်ရတာကြောင့်အဲ့ထဲမှာရှိတဲ့ရေဒီယိုထရန်စမီတာကိုအသုံးပြုပြီးစစ်တပ်နဲ့ဆက်သွယ်ရရှိခဲ့ပါသည်အဲ့နောက်မှာတော့စစ်သားတွေဟာ ABC truck ကားတစ်စီးနဲ့ရောက်လာကလူးဝစ်တို့ကိုကဲထုတ်သွားခဲ့ပြီးနောက်ဆုံးတစ်ခုထဲသာကြန့်ရှိတော့တဲ့ safe zone တစ်ခုကိုပို့ဆောင်ပေးခဲ့ပါသည် safe zone မှာတော့ zombie တို့ဟာသူတို့ရဲ့ zombie ယောဂကိုခုခံနိုင်တဲ့ကိုကံအားကိုအဲ့မှာရှိတဲ့ဆရာဝန်တွေကိုစမ်းသပ်တိလာစေခဲ့ပြီးအတော်လေးကိုခါးတိတဲ့အမှန်တရားတစ်ခုကိုတည်သွားခဲ့ကြပါသည် အဲ့အရာကတော့ဇွန်ဘီတို့ဟာဇွန်ဘီယောဂကိုကာကွယ်နိုင်တဲ့ကိုယ်ခံအားရှိနေကြတာမဟုတ်ဘဲဇွန်ဘီပိုးကိုတည်ဆောင်နေကြတဲ့သူတွေဖြစ်ပြီးဇွန်ဘီလက္ခဏာမပြခဲ့ကြတဲ့သူတွေဖြစ်ပါရည်။အဲ့ဒါကြောင့်သူတို့ကိုကေဖို့အတွက်လုပ်ခဲ့တဲ့ရဟယင်မှုဟာလေသူတို့စီကားပဲလေထဲကနေဇွန်ဘီပိုးကိုကူးခဲ့ကဇွန်ဘီဖြစ်သွားကြတာဖြစ်ပြီးသူတို့ကိုကေဖို့လုပ်ခဲ့တဲ့လေယင်မှုကလေသူတို့ရဲ့ဇွန်ဘီပိုးနဲ့ပဲဇွန်ဘီဖြစ်သွားကြတာဖြစ်ပါရည်။ခါသီးတဲ့အမှန်တရားကိုအားလုံးကသိသွားခဲ့ကြပြီမဲ့ဇွန်ဘီကလည်းအုတ်လိုက်သူတို့နေတဲ့ဆေးပြုံကိုရောက်လာတဲ့အပြင်စစ်တပ်ထဲမှလည်းသဘောထားကွဲလဲနေကြပြီး နောက်ဆုံးမှာတော့စစ်သားတွေဟာဇိုဘီတို့ကိုမတက်ဖဲလွတ်ပေးလိုက်ကြပါသည်အဲ့နောက်မှာတော့စစ်သားတွေလက်ကနေလွတ်မြောက်လာတဲ့ဇိုဘီတို့ဟာဇွန်ဘီတွေရှိတဲ့နေရာမှာလည်းနေလို့မရသလိုတခြားအသက်ရှင်ကျန်ရတဲ့သူတွေရှိတဲ့နေရာမှာလည်းနေလို့မဖြစ်တာကြောင့် BNN စစ်ပြန်ဖြစ်တဲ့ Bill ဟာဇွန်ဘီတွေနဲ့ရောလူတွေနဲ့ရောကင်းရှင်းတဲ့အဝေးဆုံးမှာရှိတဲ့ဂျွန်ဂျွန်ဖြစ်တဲ့ Florida Keys ကိုသွားရောက်ဖို့အတွက်ပြောလိုက်ပြီးကျန်တဲ့သူတွေကလည်းလက်ခံလိုက်ကြပါသည် Bill တို့၄ယောက်ဟာနောက်ဆုံးမှာတော့ရွက်လီတစည်းကိုတွေ့ရှိခဲ့ကြပြီး ။တနင်္လာမှာတော့တရားတစ်ခုကသူတို့သွားမယ့်လမ်းကြောင်းကိုပိတ်နေခဲ့တာကြောင့်တရားကိုမတင်မှုအတွက်လိုအပ်လာခဲ့ပါသည်။အဲဒါကြောင့်ဘေးတို့လေးယောက်ဟာဂျန်နရေတာနဲ့တရားကိုမတင်မှုအတွက်လှုပ်လိုက်ကြပေမယ့်တရားဟာလှိနဲ့လွတ်နိုင်လောက်တဲ့အပေါ်ကိုမရောက်ခင်ပါပဲဂျန်နရေတာဟာလည်းဆက်ချွေရင်းသွားခဲ့ပါသည်။အဲအချိန်မှာပဲတန်လေးကောင်ပါတဲ့ဇွန်ဘီအုပ်ကြီးဟာရောက်လာခဲ့တဲ့ပြင်ဂျီဇန်နီဟာလည်းအနေငယ်သာကျန်တော့တာကြောင့် BNN စစ်ပြန်ဖြစ်ပြီးအဖွဲ့ထဲမှာအသက်အကြီးဆုံးလည်းဖြစ်တဲ့ Bill ဟာဂျန်တဲ့သူတွေအသက်ရှင်ဖို့အတွက်ဇွန်ဘီတွေကိုများခေါ်က generator ကိုပြန်ပြီးနှိုးဖို့ပြေးထွက်သွားခဲ့ပါတယ် အဲဒီနောက်မှာတော့ Bill ဟာ generator ကိုပြန်ပြီးနှိုးနိုင်ခဲ့ပေမဲ့သူ့နောက်ကိုလိုက်လာတဲ့ zombie အုပ်ထဲမှာတန့်နေပါလာခဲ့တာကြောင့်ပြန်လမ်းမဲ့ခဲ့ရပြီး zombie ရဲ့တတ်တာကိုခံခဲ့ရပါသည် zombie အုပ်ဟာအတော်လေးကိုများတာကြောင့်တရားပေါ်ရောက်နေတဲ့ကျန်တဲ့သူ၃ယောက်ကလည်း zombie တွေတက်ဖြတ်တာခံရတဲ့ Bill ကိုတရားပေါ်ကနေရင်နာနာနဲ့ကြည့်နေခဲ့ရပြီး zombie တွေရှင်းသွားတဲ့အချိန်ကျမှတရားပေါ်ကဆင်းကရွက်လီနဲ့ခီးစားလိုက်ကြပါသည်နောက်ဆုံးမှာတော့ zombie တွေ၃ယောက်ဟာ Bill ပြောခဲ့တဲ့လူတွေရော zombie တွေရောကင်းရှင်းတဲ့နေရာဖြစ်တဲ့ ဖလော်ရီဒါကီးစ်ကိုရောက်သွားခဲ့ကြပြီးလာဖိုဒက်ရဲ့ဇာလန်လီဟာလည်းပြီးဆုံးသွားခဲ့ပါတယ်။ဒီနေ့ကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေခင်ဗျာ။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုလည်းဆက်ပြီးတင်ဆက်ပေးသွားမှာမို့လို့ Subscribe မလုပ်ရသေးရင်လည်း Subscribe လုပ်သွားပြီး Like နဲ့ Notification ခေါင်းလောင်းလေးကိုနှိပ်ခဲဖို့လည်းမမေ့ပါနဲ့哦။နောက်ဗီဒီယိုတွေမှာဆက်ပြီးတော့တွေ့ကြတာပေါ့။